အခုဆိုရင်ဒဝယ်မြို့ရဲ့133ချိန်မြောင်းနေ့တရှိစုတရားဝဲဒေသစာရေးလက်လက်ပူဇော်ခံနေပြီဖြစ်ပါရဲ့ရှင်တော်ဝဲတောင်တိုင်းလက်လက်ပူဇော်ပွဲကိုအဝေးရောက်ရှိဝဲသူရှိဝဲသားများကြီးညိုခုမြနိုင်ရဲ့အတွေ့တိဆက်ပေးရခြင်းဖြစ်ပါရဲ့ရှင်

Kenyung ya pia pia bae shi Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp အရင်သက်ဖက်လာအောင်ပူဇော်ခံထားရှိထားပါရဲ့ရှင်အခုကြွချီလာတော့အမတ်စင်နဲ့စစ်ပင်းရဲ့ပတ်မှာပူဇော်ခံထားရှိထားတော့ဖျားဖြစ်ပါရဲ့ရှင်ဟုတ်ပါပါ စေပင်ရဲ့မှာဇေဒီပထိုးကိုသက်ပင်လာစွာပူဇော်ခံထားရှိထားပါတယ်ရှင်ဘမောရကမှာအပူဇော်ခံထားရှိထားသောဖျားဖြစ်ပါတယ်ရှင်ဟောရ လာဟုတ်လားညတွေရမှာပူဇော်ခံထားရှိထားသောဘုရားရုပ်ပွားတော်များဖြစ်ပါရဲ့ရှင်ဟော

ဘာအပြင်ဆင်လေးတွေအရင်သက်ပဲလောက်ပါပါတယ်ရှင်အရင်ကြည့်လို့ဆရာကောက်ပါတယ်ရှင်ဒါကတော့ဇေယျရဲ့မှာရောသူရသားများကပူဇော်လှည့်လည်ထားသော ဖျားဖြစ်ပါတယ်ရှင်။ဒါကတော့မြောက်ပလဲရက်ကွက်မှာအလူခမ်းရွှေငါပဲဖြစ်ပါရဲ့ရှင်။ဟုတ်။ဟုတ်။ ကပ္ပာကလူကြီးကလာကြတယ်ဆရာကတော့မြောင်းမလေးရဲ့မှာပူဇော်ခံထားသောကောတညာမြတ်ဖီယာဖြစ်ပါတယ်ရှင်အခုကြားချင်တာကတော့တလိုက်ထရက်ကွက်မှာသူမနာမြတ်ဖီယာဖြစ်ပါတယ်ရှင် မိအောင်စုံများနဲ့တက်ပယ်လာပါရဲ့ရှင်။ဒီလိုင်းခေရက်ပေါ်မှာပူဇော်ခံလှည့်လည်နေရဖြစ်ပါတယ်။ရမလည်းဆွဲရမှာပူဇော်ခံလက်လည်လာတော့ရေဝတမြတ်ဖရာဖြစ်ပါတယ်ရှင်။ဘယ်လေအရင်သက်ပဲလာပါတယ်။ မြစ်ထားဝါမှာအတက်ကဘလူခါလာဝါရှေပုံကျော်ရမြစ်ထားရရောမှာပုံကျော်ရပုံကျော်ရဘဒုပမြစ်ပြရပဲဖြစ်ပါလေရှေဒါကတော့ဝီဒီယိုမှာအဘူလောခဲ အခုတော့ခက်လက်လက်တော့တော့ပြပြပဲဖြစ်ပါရဲ့ရှင်။ Hello ။ဟမ။အခုလည်းမီအမမီးတိတ်နေမှာပဲဟမ။ဆက်ချီရမှာပူဇော်ခံလှည့်လည်လာတော့ဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားမြတ်ဖရာပဲဖြစ်ပါရဲ့ရှင်။

Hãy subscribe cho kênh Ghiền <coughs> Mì Gõ Để không bỏ lỡ những video hấp dẫn အခုဆိုရင်ဖြစ်သမီးတို့ဒူဝဲမျိုးရဲ့အကြီးမားဆုံးပွဲတော်ဖြစ်တဲ့နှစ်ပြည့်ရှစ်စုဖျားလှပွဲကြီးအောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ပါရဲ့ရှင်။လက်ရောက်ကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးထူးတင်ပါရဲ့ရှင်။